ဂျပန်လွှတ်တော်ကအနာယလီဘရယ်ဒီမိုကရက်တစ်ပါတီ LDP ကောင်ဆောင်ကတာကန်ချီစာနာအဲကိုနောက်တက်မဲ့ဝန်ကြီးချုပ်ဖြစ်ရေကောက်တင်မြှောက်လိုက်ပါတယ်။တာကန်ချီစာနာအဲဟာချက်လွှတ်တော်ရောအောက်လွှတ်တော်နှစ်ရဲ့စလုံးမှအနိုင်ရရှိခဲ့တာဖြစ်ပြီး ူရဲ့ဆွေရသစ်ကိုအင်္ဂါနေ့မှာဖွဲ့စည်းပြီးရင်တော့ဂျပန်နိုင်ငံရဲ့ပထမဆုံးယူသမီဝန်ကြီးချုပ်ဖြစ်လာမှာပါ။ဒါကန်ချီဟာ LDP ပါတီရဲ့မဟာမိတ်ပါတီတစ်ဖြစ်တဲ့ဂျပန်စံသစ်တီထွေမှုပါတီ၊ဂျပန် Innovation Party နဲ့ချားလွတ်တော်အမတ်တွေရဲ့ထောက်ခံမှုနဲ့အများစုကိုရရှိခဲ့တာပါ။သူရဲ့ညွန်ပေါင်းဆွေရသစ်မှာသူနဲ့ပါတီကောင်ဆောင်နေရာကိုရှင်းပြရေးခံခဲ့တဲ့လွတ်တော်အမတ်တွေကိုဆွေရဝန်ကြီးတွေအဖြစ်ခန့်အပ်ဖို့ပြင်ဆင်နေပါတယ်။ Goi Submission Zero ကိုကာကွယ်ရေးဝန်ကြီးသူရဲ့နောက်ထပ်ပြိုင်မဲ့ ောင်းတူဖြစ်တဲ့ဟာရာရှိယိုရှိမာဆာကိုတော့ပြည်ထောင်နဲ့ဆက်သွယ်ဝင်ကြီးဖြစ်လာလိမ့်မယ်လို့ညွှန်လင်းရပါတယ်။ LDP ပါတီအထွေထွေအတွင်းရေးမှူးဟာမိုတကီတူရှိမီဆူကိုလည်းနိုင်ငံခြားဝင်ကြီးအဖြစ်အမည်တင်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကာတာရာမာဆာဆူကီလည်းပဲဂျပန်ဗနာယီဝင်ကြီးအဖြစ်တာဝန်ထမ်းဆောင်မဲ့ပထမဆုံးမျိုးသမီးဖြစ်လာတော့မှာပါ။တာကန်ချီကိုအင်္ဂါနေ့ညနေမှာဧကရစ်ပြည်ကဝင်ကြီးချုပ်ခန့်အပ်မှာဖြစ်ပြီးအဲ့ဒီနောက်မှာဝင်ကြီးချုပ်တရအနေနဲ့သတင်းတော့တွေကိုပထမဆုံးအချိန်ဖြေကြားလိမ့်မယ်လို့ညွှန်လင်းရပါတယ်။တာကန်ချီဟာဝင်ကြီးချုပ် ောက်တဲ့နေနဲ့စိန်ခေါ်မှုတွေကလည်းများပါတယ်။ပြည်တွင်းမှာတော့ကုန်စည်နှုန်းချိမြှုပ်မှုကိုကင်တွယ်ဖြေရှင်းရမှာဖြစ်ပြီးနိုင်ငံတကာမှာတော့ကြီးမားတဲ့စံသက်မှုတစ်ခုကဒီလနောက်ပိုင်းမှာကမ္ဘာခေါင်းဆောင်တွေနဲ့ထိပ်သီးအစည်းအဝေးမှာဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျပန်နိုင်ငံကိုလာရောက်မှာဖြစ်ပါတယ်။နိုင်ငံကျွမ်းကျင်သူတွေကတော့ဝန်ကြီးချုပ်အစ်ကိုအဓိကထားဆောင်ကြည့်ရမှာကတော့ LDP ပါတီနဲ့အဓိကမဟာမိတ် JIB ပါတီတို့ ဘလောက်ဟန်ချက်ညီလက်တွဲအလုံးလုံးနိုင်မလဲလို့ဆိုတာပဲလို့ပြောပါတယ်။တကယ်ချင်းအနေနဲ့ကမဟာမိတ် GMB ပါတီနဲ့ဆက်ဆံရေးကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကသူ့အစိုးရရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ NHK နိုင်ငံရေးသတင်းထောက်တဦးကသုံးသပ်ပြောဆိုပါတယ်ရှင်။ဘာ